ဒီ7လပိုင်း14ရက်နေရနေပြီးတော့20ရက်နေ့ထိတနင်္ဂနွေသားသမီးများအတွက်တပတ်စာကံကြမ္မာများကိုဟောပြောပြီးမှဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစာဆုံးလေးကြည့်ပေးပါ။ဒီတပတ်တာကာလမှာတနင်္ဂနွေသားသမီးများမိသည့်လောက်ကိတ်စာမစိုးတတိထားပြီးတော့ဆောင်ရွက်ရမယ့်အချိန်ကာလတစ်ခုဖြစ်ပါတယ်။လုပ်ငန်းတင်များကိုကိုကလောက်ကင်တဲ့အခါမှာကိုတယောက်သေးနဲ့ မပြီးပြက်ပဲဖြစ်နေမယ်နော်ကိုကိုကူညီပေးမယ်လူပေါ့တခြားသူတွေကကိုလာရောက်ကူညီပေးတော့မှတာကိုရဲ့လုပ်ငန်းနေအောင်မြင်မယ်ဒီလိုအချိန်ကာလဖြစ်နေတယ်နော်အထူးဂရုစိုက်ရမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေကဝင်လာသည်။ငွေကြေးကလက်ထက်မှာမစုမဆောင်မိပဲနဲ့အပြင်ကိုပြန်ထွက်နေတာညားနေတတ်တယ် เนาะအဲ့တော့တနင်္ဂနွေသားသမီးအသုံးဆွဲလျှော့မယ်ဒီတပတ်တာကာလမှာနောက်တစ်ခုကရှေ့ရက်เนาะရှေ့စူးစူးရက်ခကြီးသွားတာခေါင်းဘေးအိတ်တာလုံးဝမလုတ်တင်ဘူးဒီတပတ်တာကာလမှာတနင်္ဂနွေသားသမီးနောက်တစ်ခုရှိတယ်ဒါကကြတော့မိမိတို့အလုတ်အဟောင်းကနေ အလုတ်တစ်ကိုပြောင်းတာမျိုးလုံးဝမလုပ်ပါနဲ့လက်ရှိလုပ်မှာပဲလုပ်ရမယ့်အချိန်ကာလတစ်ခုဖြစ်တယ်။နောက်အလုတ်ကိုထွက်စာတင်တာမျိုးတွေမလုပ်သင့်ပါဘူး။เนาะဒီအလုတ်မှာပဲဆက်ပြီးတော့လုတ်ကန်ရမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအလုတ်မှာကိုကမပြောမရှင်ဖြစ်နေမယ်။အတိုက်ခံပေါ်မယ်။မနာလိုမနာလိုတဲ့သူပေါ်မယ်။အဲအကြီးကဲရဲ့မကောင်းပြောခြင်းတွေခံရမယ်။ ဒါကလည်းခဏတာယာယီများဖြစ်တဲ့အမြဲတစေမဟုတ်ဘူးဒီကာလာလေးမှာပဲဒီလိုမျိုးကြုံလာတာဒါကိုကိုကသိထားရမယ်ဒါကြောင့်တနင်္ဂနွေသားသမီးများအလုံးနဲ့အခုကျမပြောနေတဲ့အချက်လက်တွေနဲ့တွေ့နေရတယ်ဆိုလို့ရှိရင်တော့မိမိတို့လွယ်နေတဲ့လွယ်အဟောင်းတစ်လုံးကိုလမ်းလုံလမ်းလေးကွာမှာအလုံးအကင်ညံ့နေကြည်စီပြက်စီเนาะလွင့်စီဆိုပြောပြီးတော့ပြက် မမတင်းတင်းပြောပြီးပြစ်သူနဲ့ကိုနဲ့ရန်သူလို့သဘောထားပြီးပြစ်ဒါဆိုရင်အလုပ်တွေကောင်းလာမယ်အဲနောက်တစ်ခုငွေကြေးကံငွေကြေးကံနဲ့ပတ်သက်လို့ວ່າကြတော့မိမိတို့တခွာသည်ဒီတစ်ပတ်မှာတခွာသည်စက်သားလုံးဝလုံးဝမစားနဲ့ငွေကြေးကံလေးကောင်းလာနိုင်တယ်အချီကံကြတော့နည်းနည်းကံခေတဲ့ပတ်မှာရှိတယ် ကိုမှချစ်သူရှိနေတဲ့သူလေးဆိုရင်တော့စကားပြောဆိုစင်ခြင်းပါကိုချစ်သူကိုစိတ်တိုင်းကြစိတ်အလိုကြအောင်လှူဆောင်ပါဒါဆိုရင်ချစ်ရေးတွေကံကောင်းမယ်ဆန့်ကျင်ဘက်တွေပြောနေမယ်ဆိုရင်တော့လုံးဝအချင်းကြီးကံမကောင်းဘူးအိမ်တော်ကြီးမှာလည်းမကြာခဏစကားများမယ်ဆွေမျိုးသားချင်းကြောင့်ဖြစ်မယ်ဆွေမျိုးသားချင်းတွေဝင်လာမယ်ဒါမျိုးကြီးဖြစ်တတ်တယ်။ကဲတနေ့ဦးနေသားသမီးများကိုအထူး တတိထားနင်းကနေသားသမီးများအထူးဂရုစိုက်ရမယ့်အချက်တစ်ချက်ရှိတယ်။ဒါကတော့မိမိတို့ဒီတပတ်တာကာလမှာစတူလုပ်ငန်းတွေအောင်မြင်တဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအောင်မြင်တဲ့အမှုပညာလုပ်ငန်းတွေအောင်မြင်တယ်။ဒါပေမဲ့တခုရှိတယ်ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းတွေထိမ့်သိမ်းရမယ်။အဲအမှုပညာလောကမှာပြောရမယ်ဆိုလို့ရှိရင်အလုံးနဲ့ပတ်သက်ပြီးစက်တွေကောင်းတွေဝင်လာတတ်တယ်။ ဒါပေမဲ့အပြောအဆိုလေးတွေဘယ်နေရာပဲဖြစ်ဖြစ်ဘယ်အရာမျိုးပဲဖြစ်ဖြစ်အပြောအဆိုတာတတိထားလိုက်ဒီတပတ်တာမှာလုံးဝအောင်မြင်သွားပါလိမ့်မယ်အဲ့ဒါကြောင့်တနင်္ဂနွေသားသမီးများဒီတပတ်တာကာလမှာမိမိတို့အနေနဲ့ကအရေးကြီးတဲ့ကိစ္စတွေစောင့်ရွက်မယ်ပြောဆိုမယ်ကိုအိမ်ကနေထွက်မယ်ကိုကအောင်မြင်ခြင်းနဲ့ဆရာမတမီးကတော့ဒီလိုမျိုးလေးအောင်ခြင်းနဲ့ကျွန်တော်ကတော့အလုံးနဲ့ပတ်သက်ပြီးအခက်အခဲတွေတွေ့နေတဲ့အောင်မြင်ခြင်းနဲ့ကဲကောင်းပြီအခု ကျမပြောတဲ့ရေနေရလေးတွေကိုတေးချာလေးလှုပ်သွားမယ်မိမိရဲ့ဘယ်ညာခြေထောက်မှာဝါညွတ်လေးညွတ်နင်းမှာเนาะညာဘက်ခြေထောက်မှာနင်းမယ်ဘယ်ဘက်ခြေထောက်မှာဇော်စိမ့်၃ညွတ်နင်းမယ်ဘယ်ညာခြေထောက်နှစ်ခုစလုံးမှာကြတော့ဒန်းညွတ်9ညွတ်နင်းမှာနင်းမိသွားပြီဆိုတာနဲ့တနင်းဦးနေသားသမီးတွေအိမ်ကနေထွက်ပါ ကိုမှလည်းယုံကြည်မှုတွေတိုးလာတယ်။ငါသွားမဲ့ကိစ္စကအောင်မြင်တယ်ဆိုပြီးတော့ကိုရဲ့စိတ်တွေမှာဒီလိုမျိုးတွေခံယူလာနိုင်တယ်။ဒါကြောင့်အခုပြောတဲ့ရင်နေရာလေးကိုတိကျလေးပြုလုပ်သွားပါ။နောက်တစ်ချက်တင်းငုံနေသားသမီးများဒီတပတ်တာကာလာမှာမိမိတို့ကံလေးတွေကောင်းနေတယ်နော်။မိမိတို့မျက်နာပွင့်လန်းခြင်းနဲ့ခြေရင်းမှာပဲဖြစ်အင်နောင်ရင်းမှာပဲဖြစ်ဖြစ်ကိုဇနီးမယားကိုအင်နောင်ဘက်နဲ့နော်စကားပြောဆိုတာပဲဖြစ်ဖြစ်မျက်နှာကြောတဲ့ခြင်းတာပေါ့ အဲ့တော့ကိုယ့်ရဲ့ကံလေးတွေလည်းကောင်းကျင်နေဆိုဒီတပတ်တာမှာတနင်္ဂနွေသားသမီးတွေလှုပ်ရမှာတစ်ခုရှိတယ်။ဓာဘူးတစ်လုံးအစ်စ်ဖြစ်ကမယ်ပြက်နေတာမျိုးမရဘူး။အဲ့ဓာဘူးမှာကိုယ့်တပ်ပုံကတ်မယ်နာမည်ရေးမယ်ဓာဘူးအဖုံဖွင့်ပြီးတော့ထီးဖြူတစ်လက်စောင်းမယ်ထီးဖြူအသေးတစ်လက်နော်ဓာဘူးဖုံထဲမှာထည့်မယ်။ဘယ်နေ့လှုပ်ရမလဲကျွန်တော်တို့စနေနေ့လှုပ်မယ်။စနေနေ့လှုပ်ပြီးွားရင်ကျွန်တော်တို့ဒီဓာဘူးကိုကိုယ့်အိမ်မှာမထားနဲ့။ကိုယ့်အိမ်မှာဓာခမ်းမရှိဘူး။ အဲ့တော့ဓာခန်းရှိတဲ့နေရာပေါ့အဘဘူးမင်းကောင်ရှိနေတဲ့နေရာเนาะအဘဘူးမင်းကောင်ရဲ့နန်းဆိုလဲရတယ်အဲ့ဒီနားမှာတော့ထားမယ်ပြီးရင်ကိုလိုရာလေးကိုဆူတောင်းမှာဒီတပတ်တာကာလမှာတနေ့ငွေနေသားသမီးများဒီရေနေရာလေးကိုပဲပြုတ်လုပေးပါမိမိတို့ကံနေကောင်းလာပါလိမ့်မယ်ကဲတနေ့ငွေနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင့်အားလုံးပဲအစဉ်ကြေကြပါစေ